ဒီနေ့ကျွန်တော်ရဲ့ live ကိုပြန်သုံးသပ်ပြီးတော့ကျွန်တော်တွေ့ရှိခဲ့တဲ့ဟာလေးကိုကျွန်တော် sharing လုပ်ပေးချင်တာပေါ့နော်။အဲဆိုကျွန်တော်လည်းငယ်ကနေကြီးလာတဲ့အချိန်မှာခက်ခဲတွေအများကြီးတွေ့ရတယ်ပေါ့။ဥပမာပြောရမယ်ဆိုရင်ကျွန်တော်လှုပ်ချင်တဲ့ဟာနဲ့တင်ယူတဲ့ဟာနဲ့တကယ်စီးပွားရေးလုပ်တဲ့အချိန်မှာကျွန်တော်တို့မကြိုက်တာအများကြီးရှိတယ်။စေတန်းတော့ကတော့စာကောင်းကောင်းကြက်မယ်ဖြေမယ်တက်ကူကောင်းကောင်းတက်မယ်အဆေးချောင်းတက်မယ်ပေါ့အဲ့အချိန်တော့ရွေးချယ်ပြီးတော့လှုပ်ခဲ့တယ်။ဆေးချောင်းလှုပ်ဆိုတော့လေလှုပ်လိုက်တယ်ဆေးချောင်းတော့ပြီးသွားတယ်ဒါပေမဲ့ကျွန်တော် လုတ်ချင်နေတာဖြစ်ချင်နေအောင်ဆိုတော့မတိခဲ့တာလေအများကြီးရှိတယ်။တော့အရင်တော့ကလည်းဘာဖြစ်လဲဆိုတော့ကျွန်တော်ဂိမ်းအရန်ကြိုက်တယ်ဂိမ်းဆွဲဖြစ်တာဖြစ်ဖြစ်ဘူးလေ။ပြီးတော့လည်းဘာဖြစ်လဲဆိုတော့အလုတ်လုတ်တဲ့ချိန်မှာဒေါရကြီးရယ်။ကိုနဲ့အလုတ်လုတ်တဲ့လူတို့ဟာကိုမကြည့်တဲ့လူဆိုဒေါရကြီးခဲ့ဘူးလေ။ကျွန်တော်မှလည်းဒေါရကြောက်မှုလို့ဖြစ်ခဲ့တဲ့တိုင်ပတ်မှုတွေလည်းအများကြီးပဲ။ဘဝမှာကိုကူတန်တိတန်ချရယ်။အာဒါလုတ်မယ်၊ဟွာလုတ်မယ်၊ဝိတ်ချမယ်ဒါမျိုးတွေအများကြီးချုပ်လုတ်ခဲ့တယ်။ဒါပေမဲ့မဖြစ်ခဲ့ဘူး။မဖြစ်ခဲ့ရရင်အများကြီးပဲ။ ကိုဝါသနာပါတဲ့ဟာလည်းမသိဘူးဒါပေမဲ့တကယ်လှုပ်တဲ့ချိန်ကျရင် လုံရင်းလုံရင်းနဲ့စိတ်ပြက်လာတယ်အားငယ်လာတယ်အားယော့လာတယ်စိတ်လေလာတာဒါမျိုးတွေကြုံသွားတယ်ဒါကျွန်တော်တို့လူတယောက်ရဲ့ဖြတ်တန်းမှုတစ်ခုလို့ပဲကျွန်တော်ယုံကြည်ရပေါ့ဘာလို့ဒီအားတွေကိုကျွန်တော်ဖြတ်တန်းပြီးတဲ့အချိန်မှာကျွန်တော်ပြန်သုံးသပ် ကြည့်တဲ့အချိန်မှာစိတ်တွေကခုနဆင့်ရှိရဲဆိုတဲ့ဟာကိုကျွန်တော်တွေ့ရှိရပေါ့နော်အဲ့ဒါဘာလဲဆိုရင်နံပါတ်1ကဘာလဲဆိုရင်သတိစံနေမျိုးစိတ်ရှိရဲ့ တိရစ္ဆာန်လိုစိတ်ဆိုတာဘာလဲဆိုတာကျွန်တော်တို့ဒီအာယုံ၅ပါးပေါ့နော်အမြင်ရှိရယ်ကျွန်တော်အကြားရှိရယ်အထိအတွေ့အနံ့ပေါ့ဒါတွေကိုကျွန်တော်တို့ကြည့်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့လူတွေကဒီအာယုံတွေပေါ်နောက်ကျွန်တော်တုံ့ပြန်ကြရပေါ့နော်ကောင်းတာတွေ့ရင်ကျွန်တော်တဘောကြရမကောင်းတာတွေ့ရင်ကျွန်တော်ဒေါသထွက်တယ်ဘာနဲ့တူနေလဲဆိုရင်အလုပ်ထဲမှာအဆင်ပြေတယ်အဆင်မပြေဘူးဆိုတဲ့အချိန်ကျရင်ကျွန်တော်ဘီယာတောက်လိုက်တယ်အရက်တောက်လိုက်တယ်လုံးဝရင်ကျွန်တော်တခုခုအဆင်မပြေဘူးဆိုကျွန်တော်တောက်တခုနဲ့ကျွန်တော်စားထိုးလိုက်တယ်ပြီးတော့ live ကြီးကဘာနဲ့တူလဲဆိုရင် တစ်ခုပေးလိုက်တယ်တစ်ခုတုံ့ပြန်တယ်တစ်ခုပေးလိုက်ရင်တစ်ခုတုံ့ပြန်တယ်အဲ့တော့ကျွန်တော်တို့ကဘာလဲဆိုရင်အိတ်စားကာမမယ်လဲပတ်နေရကျွန်တော်တို့ live တွေရှိရဒီဟာကိုကြော်နိုင်သွားပြီဆိုရင်တော့နောက်တစ်ခုကဘာဖြစ်သွားလဲဆိုတော့ self reflection ကိုကိုကိုကြည်တက်တဲ့လူတယောက်ဖြစ်လာအော်ငါမနေ့ကတော့ဒီလိုလုပ်ခဲ့တာမကောင်းဘူးဘာနဲ့တူလဲဆိုတော့ကိုကိုကိုမန်တစ်ချက်ထဲမှာကြီးလိုက်တယ်ပေါ့နော်မန်တစ်ချက်ထဲကိုကြီးလိုက်တဲ့အချိန်မှာမျက်နှာပေါ်မှာအမှားယူကြီးရှိနေမျက်နှာပေါ်မှာဝက်ချက်နေရှိနေဒါကိုကြီးလိုက်တဲ့အချိန်မှာအော်ဒါကြီးရုပ်ဆိုးလိုက်တာငါမကောင်းတဲ့အကျင့်တွေပြင်ရအောင်ပါပဲ ငါဒါလုတ်ခဲ့တာကြီးမားတာပဲငါသူ့ကိုဘယ်လိုဆက်ဆံခဲ့လဲမတူဘူးဘယ်လိုဆက်ဆံခဲ့လဲဆိုတော့ကိုကိုကိုတိရှိခြင်းအစဉ်တစ်ခု ရောက်လာပြီဆိုရင်ကျွန်တော်တို့ဒါမှန်မှုအတွက်လမ်းစာလို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ live မှာဒီလိုပြန်မတုံးတက်ပဲနဲ့တရက်တရက်အိတ်ပြီးတော့ကြော်ွားပြီးတော့မားနေတဲ့ဟာတွေကို repeatedly လုပ်နေခဲ့တဲ့အချိန်တွေနဲ့ကျွန်တော်ကြုံခဲ့ရတယ်ထို့တဖြစ်ကျွန်တော်တို့ရဲ့မကောင်းတဲ့အကျင့်တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကို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 ဆွဲချတယ်ကိုကိုထိန်းချုပ်ထားတယ်ကိုကို limit လောက်ထားတဲ့အရာတွေကကိုယ့်ရဲ့ မကောင်းတဲ့ habit တွေပေါ့အဲ့ဟာတွေကတော်တော်လေးဆိုးတဲ့ဟာလို့ပြောလို့ရတယ်အဲကြောင့်မလို့ကိုကိုရံရော self reflection လောက်တက်ပြီလားပေါ့ဒါတော့ level နဲ့ပေါ့ level 3ပေါ့ level 3ရောက်ပြီဆိုရင်တော့ဘာဖြစ်လာပြီလဲဆိုရင် emotional mastery လို့ခေါ်တယ်ကျွန်တော်တို့ဘာလဲဆိုကိုယ်စိတ်ကိုထိန်းချုပ်နိုင်တဲ့ဟာဖြစ်လာတယ်အဲ့တော့ဘာလဲဆိုရင်ဒေါသစိတ်ကစိတ်ကိုထိန်းချုပ်တယ်ဒေါသဖြစ်လာရင်ကျွန်တော်တို့ဘာဖြစ်လာလဲဆိုရင်အတိညာဉ်မရှိတော့ဘူးကျွန်တော်ပြောချင်တာပြောတယ်တခြားလူဘာပြောလဲမသိတော့ဘူးကျွန်တော်တို့အနေနဲ့ဘာဖြစ်လာလဲဆိုရင် ဘဝရရဲ့ control မှုအောက်ကိုရောက်သွားတယ်။ကိုက control လုပ်နေရမှာမဟုတ်တော့။တခါကလေးဆိုရင်ကျွန်တော်တို့ကဘာဖြစ်လဲဆိုရင်စိတ်လိုက်မှန်ပါလှုပ်ပြစ်တာတွေပြောပြစ်တာတွေအများကြီးရှိတယ်ပေါ့။အဲ့တော့ဘာလဲဆိုရင် emotional mastery မရှိတဲ့အချိန်မှာဘာဖြစ်လာလဲဆိုရင်လူကတုံခါနေပြီးတော့ပြာရာခတ်နေရပေါ့။အဲ့တော့ဘာဖြစ်လဲဆိုရင်ဆုံးပြစ်ချက်တွေမားတယ်။အကြောက်တရားနဲ့ဒေါရနဲ့လှုပ်တဲ့အချိန်မှာကျွန်တော်တို့ဘဝမှာကျွန်တော်မားခဲ့တာတွေအများကြီးပဲ။ အများကြီးမပြောနဲ့ကျွန်တော်အစအလုပ်လုပ်တဲ့အချိန်မှာမဖြစ်လဲဆိုရင်ကုဒေါ်တာကိုမထိန်နိုင်မထိန်နိုင်တဲ့အချိန်မှာပြောမားတယ်ဆိုမားတဲ့အချိန်မှာတတ်မှုရှိတဲ့လုပ်ဖို့ကံပဲတွေဆုံးရှုံးရတာကြီးလဲကျွန်တော်ကြုံခဲ့ရတယ်ပြီးွားရင်မဖြစ်လဲဆိုရင်တခြားလူတွေကကြောက်ထိုးတယ်ဂုံထိုးတဲ့အခါတွေကိုကျွန်တော်တုံ့ပြန်မှုပြီးတော့လက်ခံလိုက်တဲ့အချိန်မှာမဖြစ်သွားလဲဆိုရင်တကယ်မဟုတ်ပဲနဲ့အမားမဟုတ်အမားမလုပ်တဲ့လူကိုကျွန်တော်တို့မားယွန်းပြီးတော့ကျွန်တော်တို့ဗာလဲဆိုရင်အပြစ်ပေးတာတွေ ဆက်ဆံမှုတွေဖြစ်တော့ကျွန်တော်အများကြီးမားခဲ့တယ်ဒါတွေအဲ့တော့ပြောရမယ်ဆို emotional ကကျွန်တော်တို့ရဲ့ leadership ကျွန်တော်တို့ရဲ့ဘဝကျွန်တော်ရဲ့အိမ်တောင်ဖက်ကျွန်တော်တို့ရဲ့ဘဝမှာ emotion ဘယ်လောက်ထိန်းနိုင်လဲဆိုတဲ့ဟာမှာကျွန်တော်တော်တော်လေးအရေးကြီးတယ်။တခါတလေကျရင်ကိုမကိုမဟုတ်တာ၊သူမသူမဟုတ်တာ။တခါတလေကျရင်ကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်မဟုတ်တဲ့အခြေအနေရှိနေလို့ပဲ။အဲကြောင့် emotional mastery ကတော်တော်အရေးကြီးတဲ့အပိုင်းဖြစ်တယ်။ဒီဟာကိုကြော်လွားဖို့ဆိုတာ ကျွန်တော် meditation တွေလည်းများလုပ်ဖြစ်တယ်။ meditation လုပ်တဲ့အချိန်မှာပိုတိလာတယ်။ကိုယ့်ရဲ့မကောင်းခဲ့တဲ့ဒုစရိုက်လောက်ခဲ့တဲ့အကုသို့အကုန်လုံးပြန်ပေါ်လာသလိုပဲကျွန်တော်တို့အားကြောင့်မလို့ကျွန်တော်ရဲ့စိတ်ကိုယ့်ရဲ့စိတ်ကတုံခါနေတယ်လှုပ်ရှားနေတယ်ဆိုတော့ကျွန်တော်တို့လူတွေကိုဘယ်လို manage လုပ်မလဲ။လူတွေကိုဘယ်လိုပြောမလဲ။ကျွန်တော်တို့စကားပြောတဲ့အချိန်မှာကြောက်တရားတွေအမုန်းတရားတွေတုံခါနေမယ်ဆိုရင်ကျွန်တော်ရဲ့စကားတွေကမှန်ကန်တဲ့စကားတွေဖြစ်မလာဘူး။အားကြောင့်မလို့ emotional mastery ကကျွန်တော်အရန်လေးချင်ရ leader တယောက်အနေနဲ့လေးချင်ရတာတခုဖြစ်ပါတယ်။ ဒီစိတ်ကိုကြော်နိုင်ပြီကျွန်တော်တို့ကိုယ်စိတ်ကိုလည်းမှန်းသိလာပြီကိုယ်စိတ်ကိုလည်းကြော်လာနိုင်ဥပမာ exam တစ်ခုဖြေသလိုပေါ့ငါတီတီငင်ငင်နဲ့ငါဖြေနိုင်တဲ့ဟာကိုဖြေနိုင်မယ်ဆိုဆိုင်ပွဲအောင်သလိုပဲနောက်တစ်ဆင့်ရောက်ပြီဆိုရင်ကျွန်တော်နံပါတ်၄ဆင့်ကဘာလို့လဲဆိုရင်အတွေးနဲ့အလုံးနဲ့တသားတည်းညီသွားတဲ့အချိန်ဘာလို့ပြောလဲဆိုရင်ကျွန်တော်စာလုံးမယ်ဆိုရင်စာမလုံးဖြစ်ဘူးကျွန်တော်ဖုန်းပို့လိုက်တယ်ကျွန်တော်ဝေးချမယ်ဆိုပြီးတော့ကျွန်တော်ဘာဖြစ်လဲဆိုရင်ဂျင်သွားဖြစ်ဘူးကျွန်တော်စာကျက်မယ်အင်္ဂလိပ်စာလေ့လာမယ်ကျွန်တော်အင်္ဂလိပ်စာမလေ့လာဖြစ်ဘူးကျွန်တော် graphic design သင်ချင်တယ်ကျွန်တော် graphic design မလုပ်ဖြစ်ဘူးကျွန်တော် AI လုပ်ချင်တယ်ကျွန်တော်မလုပ်ဖြစ်ဘူးကျွန်တော်တို့လုပ်ချင်တဲ့ဟာတွေအများကြီးရှိတယ်ကျွန်တော်တို့လောကမှာကျွန်တော်စုတောင်းတာတွေလည်းအများကြီးပဲဟုတ်လားမသိဘူးဘဝပတ်စံဘလောက်ရှာခြင်းလဲဘလို့ရှာခြင်းလဲအများကြီးပဲရှိတယ်ဒါပေမဲ့ကျွန်တော်အဲ့ဟာကိုမလုပ်ဖြစ်ဘူးအဲ့တော့အပြောနဲ့အလုပ်ဆိုတော့ကျွန်တော်အတွေးလိုက်တယ်ခေါင်းမှာတွေးလိုက်တယ်လက်နဲ့ခြေထောက်မှာတန်းရောက်တဲ့ဟာတော်တော်လေးအရေးကြီးတယ်ထဲမှာပါတယ်ဘာဖြစ်လို့လဲဆိုတော့ယုံကြည်မှုကိုကိုကိုမရှိဘူးကိုကိုကိုတန်ဖိုးမထအောင်ပြီးတော့လေကိုတန်ဖိုးကိုကိုပဲချတာဖြစ်တယ် ဘာလို့ဆိုကိုကကိုကူကိုမလုံနိုင်ဘူးလို့တွေးတယ်လို့ထင်နေဆိုကျွန်တော်မလုံနိုင်ဘူးပြီးရင်ကိုချမှတ်ထားတဲ့ဂတိတောင်မှမတီးနိုင်ဘူးဆိုရင်ဘသူကကျွန်တော်တို့တီးပါလိမ့်ဒီလိုပဲလူတွေကိုလှိလုံမယ်လူတွေကိုခေါင်းဆောင်မယ်ကိုဘွားကိုကိုကိုမိသားစုကိုလှိလုံမယ်ကိုအဖွဲ့အစည်းထဲမှာရှိရဝန်ထမ်းတွေကိုရဲ့လောက်ကော်ကိုင်းမတ်တွေကိုဆွဲခေါ်မယ်လို့ပြောတဲ့လူတယောက်အနေနဲ့ကိုပြောတဲ့အလုပ်တောင်ကိုဂတိကိုတီးနိုင်တဲ့လူတယောက်ကကျွန်တော်ဘယ်လိုမှမဖြစ်နိုင်ဘူး အဲကြောင့်မလို့ကျွန်တော်တို့နံပါတ်၄အဆင့်ကတော်တော်လေးကြော်လွားတဲ့အတခုပါပါလို့ဆို discipline self discipline ကိုကိုတိုင်း discipline ရှိပြီးတော့ကိုကိုကိုဂရုပေးထားတဲ့ဟာတခုကိုကျွန်တော်တို့လောက်တာမျိုးပါအရင်ရေးကြည့်ရချက်ဖြစ်တယ်။အဲကြောင့်မို့အောင်မြင်ခြင်းလဲဆိုရင်ဒီနံပါတ်၄ချက်ကိုလည်းကျွန်တော်တို့လောက်ကိုလောက်အောင်ပါ။ number 5 number 5ကဘာလဲဆိုတော့ focus flow ပေါ့ကိုကိုတိုင်း focus လုံနိုင်တယ်ကိုတကယ်စူးစိုက်ပြီးတော့တခုတည်းကိုပဲလုံနိုင်သွားပြီဆိုရင်လူတော်တော်များများက တက်ဖက်ကန်ခတ်တဲ့ကျွမ်းကျင်မှုတစ်ခုဆိုတာရရှိတယ်။ကိုဗီဒီယို editing လုပ်တယ် focus တိချလုပ်တယ်ဆိုရင်ကျွန်တော်ရတာပဲ။ marketing လုပ်တယ် marketing နဲ့ပတ်သက်တဲ့ကျွန်တော်တို့ဒီ skills တွေ writing copywriting ဟာလာ customer အကြောင်းပို့လေးလာပို့တိလာပဲ။ဒီလိုပဲကိုဘဝမှာဆရာတယောက်ဖြစ်ချင်တယ်ဆရာမတယောက်ဖြစ်ချင်တယ်ဆိုတာအကြောင်းသားတွေရဲ့ behavior ဘယ်လိုလဲမိဘတွေကဘယ်လိုလဲကလေးကိုဘယ်လိုဆွဲခေါ်ရမလဲဒါမျိုး teaching ကိုစိတ်ဝင်စားလာဒီလိုပဲကိုလှုပ်ချင်တဲ့ဟာတခုကိုစူးစိုက်ပြီးတော့လုံနိုင်သွားပြီဆိုရင် ဘဒုဥရဲ့ပယောဂမှာမပေါအဖေလှုပ်ချင်လို့လည်းမဟုတ်အမေလှုပ်ခိုင်းလို့လည်းမဟုတ်သလိုတငယ်ချင်းတွေလိုလို့လည်းမဟုတ်ကြောက်လို့လည်းမဟုတ်ဘဒုဥမှာတက်သိပြစရာမလိုဘဲနဲ့ကိုအာယုံစိုက်ပြီးတော့ဇံဝင်ပြီးလှုပ်လို့ရတဲ့အရာတစ်ခုကိုရသွားတဲ့အချိန်ကြရင်အတိတ်ပဲရှိတဲ့လူတယောက်ဖြစ်လာတယ်။ဘာကြောင့်လဲဆိုရင်လွတ်လပ်လာတဲ့ပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင်ဟန်ဖြစ်လာတယ်။ကိုယ်ပိုင်အတန်ဖြစ်လာတယ်။ကိုယ့်ရဲ့ creativity လို့ခေါ်တဲ့ဖန်တီးမှုတွေဖြစ်လာတဲ့အချိန်မှာ ိုက်မှာစပြီးတော့လူတွေရဲ့တိမှန်ပြမှုထောက်ခံမှုငွေဝင်ငွေအားပေးမှုကျွန်တော်တို့ရဲ့လူတွေကနေပြီးတော့ကိုယ့်ကိုအားကြမှုတွေလေးစားမှုတွေဖြစ်လာတာဖြစ်တယ်အဲ့ကြောင့် focus flow ဆိုတာအရင်ရေးကြည့်ရအဲ့တော့ကျွန်တော်တော်တော်များများပေါ့နော်လှုပ်လှုပ်တဲ့အချိန်ဘွားမှာဆိုရင်အခွင့်အရေးတွေအများကြီးရှိတယ်။တကယ်ချင်းလာပြောလို့ရောင်သွားတာလည်းရှိတယ်။ကို့ဘွားမှာတကယ် focus မလုပ်ဘဲနဲ့ကြော်ွားရတဲ့အများကြီးပဲ။ကို့ဘာဝါသနာပါလဲ။ကို့ဝါသနာပါတဲ့ကို့ရဲ့ဟာနဲ့ တစ်ခုကိုပဲ focus လုပ်နိုင်တဲ့အရေးချင်းတစ်ခုကကျွန်တော်တို့ next level ကိုရောက်စီပါတယ်ကျွန်တော် level 6ကစရတယ်အဲ့ဒါပါလဲဆိုတော့ non self ကျွန်တော်တို့ရှင်သန်နေတဲ့ပတ်ဝန်းကျင်တစ်ခုဆိုတာအောင်မြင်မှုဆိုတာတယောက်တည်းအောင်မြင်လို့မရကိုပတ်ဝန်းကျင်ကလူကိုအောင်မြင်နေမှာအောင်ဘာကြောင့်အောင်မြင်တာလဲဆိုရင်သူတို့ကိုယ်ကိုလည်းအပင်တစ်ခုလိုပဲကိုကလည်းသူ့ကိုပတ်ဝန်းကျင်ကိုပေးနိုင်မှသာလေကျွန်တော်တို့ကဘာဖြစ်လဲဆိုရင်ပြန်ရတာဖြစ်တယ်အဲ့တော့ဘလောက်များများပေးနိုင်တဲ့ပုံမှာမူတည်ရဲ့ ပြီးတော့အတတွေကိုကျွန်တော်တို့ရှော့လာရတယ်။အဲ့တော့တကယ်နံပါတ်6 level ရောက်လာပြီးလုပ်ငန်းကြီးကြီးလှုပ်ချင်တယ်လှုပ်လာပြီးဆိုရင်တော့ကျွန်တော်တို့ဘာဖြစ်လာလဲဆိုရင် non serve လို့ခေါ်တဲ့ကိုယ့်ရဲ့အတတွေကိုကျွန်တော်တို့ဖျောက်အောင်ဒီအတတွေဖျောက်ပြီးတော့ကျွန်တော် ego တွေယော့လာပြီးပျောက်လာပြီးဆိုတဲ့အချိန်ကြားမှာကျွန်တော်တို့ဘာဖြစ်လဲဆိုရင်တကယ် deep connection တကယ်လေးစားမှုတကယ်စစ်မှန်တဲ့ရင်းနှီးမှုတွေကျွန်တော်တို့ဖြစ်လာအဲ့တော့ deep connection တွေကကျွန်တော်တို့ရဲ့ next level ကျွန်တော်ဘွားမှာတူတူသွားမဲ့ခီးမှာသွားမဲ့ကျွန်တော်ရဲ့ business partner တွေ parents တွေကျွန်တော်ရဲ့ life partner တွေကျွန်တော်နဲ့တူတူသွားမဲ့ teammate တွေကျွန်တော်ရအောင်ဖြစ်ပါတယ်။ပြန်ကြည့်ကြည့်မယ်ဆိုရင်ကိုဘလောက်ထိသူတို့နဲ့တူတူပံ့ပိုးပေးမလဲဆိုတဲ့ non self ကိုကျွန်တော်ပြရပါတယ်။နောက်ဆုံးတစ်ခုကတော့ဗာလဲဆိုပြောရင်ဒါဗုဒ္ဓဘာသာမှာလည်းပြောထားတယ် freedom လွတ်လပ်မှုလွတ်မြောက်မှု liberation လို့ခေါ်တယ် ငါဆိုတာလည်းမရှိတော့ငါအောင်မြင်ခြင်းနဲ့ငါရဲ့ငါဆိုတဲ့ဟာတွေငါလုပ်ငန်းကြီးအကုန်လုံးအကုန်လုံးအကုန်လုံးကြီးကိုကျွန်တော်တို့ကဘာဖြစ်လဲဆိုရင်ဝေးတဲ့တနေရာကိုခွာနိုင်နေဆိုရင်ကျွန်တော်တို့ဒီမှာတကယ်လွတ်မြောက်မှုဆိုတာဖြစ်လာတယ်အောင်မြင်လာတယ်ကျွန်တော်တို့အနေနဲ့လုပ်ငန်းတွေများလာတယ်ဒါပေမဲ့ကျွန်တော်အဲ့လုပ်ငန်းကိုထိန်းဖို့အတွက်ကျွန်တော်စိတ်ပူပန်လာတယ်ဝန်ထမ်းတွေများလာတယ်ကျွန်တော်အများကြီးဖြစ်လာတယ်အဲ့တော့ကိုတကယ် list level ရောက်ချင်တယ်ဆိုရင်ကိုဘွားမှာကြုံတွေ့ခဲ့ရတဲ့ဘာဖြစ်လာလဲဆိုရင်ကိုရဲ့ gain စုပ်ကင်ထားတဲ့ဟာတွေကိုလွတ်ချနိုင်လားပေါ့ ကျွန်တော်လည်းဒါကိုမရောက်သေးပါဘူးကျွန်တော်စဉ်းစားနေရောပါမယ်ကျွန်တော်ဘယ်လိုသွားရမလဲဘဝမှာတစ်ချိန်ညရင်ပတ်စံလေးလည်းလိုတလောက်ရှိလာပြီအကုန်လုံးလည်းရှိလာပြီကျွန်တော်သမင်းသုံးနဲ့လည်းဒါပဲစားနိုင်ပါမယ်ဟိုအိတ်ကောင်းစားကောင်းအကုန်လုံးလုံးနိုင်ပြီပြီးဘာဘာဘာလို့ပါကျွန်တော်တို့အနေနဲ့ပါလဲဆိုရင် ကျွန်တော်တို့ရဲ့ဒီ universe ကျွန်တော်ရဲ့ဒီစက်ကြဝဠာထဲကကျွန်တော်တို့လည်းဘာလဲတူလဲဆိုရင်ပထဝီသေးသောအဘောတန်နဲ့ဖွဲ့စည်းထားတဲ့အတံလေးတစ်ခုပဲ ဒီအတံလေးတစ်ခုကကျွန်တော်တို့မှာရှိရပဲကျွန်တော်ကဘာခေါင်းကြီးမှလည်းမဟုတ်ဘူးလို့ဘသူမှလည်းအဖြူအမဲချမ်းသာတယ်မချမ်းသာဘူးပညာတတ်တယ်မတတ်ဘူးဒါတွေကဘာလဲဆိုကျွန်တော်တို့အပေါ်ကသတ်မှတ်ထားတဲ့ကျွန်တော်ပြည့်ညက်တွေပဲဖြစ်တယ်အဲ့တော့တကယ်နောက်ဆုံးလွတ်လပ်မှုအစစ်ကဘာလဲဆိုရင်ကျွန်တော်တို့ရဲ့အကုန်လုံးလွတ်ချနိုင်မှုဒီလိုလွတ်ချနိုင်တဲ့အဆင့်ရောက်သွားပြီဆိုရင်တော့တကယ်စိတ်ရဲ့မြင့်ဆုံးနေရာဖြစ်တယ်မြင့်မြတ်တွေလွတ်မြောက်မှုကျွန်တော်တို့ enlightenment လို့ခေါ်တဲ့ကျွန်တော်တို့ရဲ့ဒီ ထိုးထွင်းသိမြင်နိုင်တဲ့ဉာဏ်ရရှိရပေါ့ဘာမှတိတ်မလို့ကျင်တော့တဲ့အချိန်မျိုးတခုလို့ပေါ့ဒါကအယံမြင့်တဲ့စိတ်ဖြစ်ပါတယ်အဲ့တော့ ego လည်းမရှိတော့ဘူး spiritual ဟလာကျွန်တော်ရဲ့ကောင်းကင်မြေကြီးကျွန်တော်ဒီ universe ထဲမှာလဲပတ်ပြီးတော့တဘာဝကြကြနေတတ်ဖို့လိုတယ်ကျွန်တော်တို့မှာဒီတဘာဝနဲ့တသားတဲ့နေနိုင်တဲ့နေသားရောက်သွားပြီဆိုရင်တော့တကယ်လွတ်မြောက်မှုတစ်ခုဖြစ်တယ်အဲ့တော့ဒါကျွန်တော်ဒီနေ့ပြောသွားတဲ့ခုနှစ်ချက်မှာဆိုရင်ကျွန်တော်ရဲ့ life မှာအများကြီးဖြတ်တန်းခဲ့ရပါကျွန်တော် gain ဆွဲခဲ့တာတွေရှိတယ် ဒေါ်လာထွက်ခဲ့တာရှိတယ်။ကိုဘာလို့ချင်မှမဖြစ်ဒီ level 9ခုကိုကျွန်တော်ကြော်ခဲ့တယ်။ကျွန်တော်လည်းကိုကိုကို perfect ဖြစ်နေတယ်လို့ကျွန်တော်မထင်ဘူး။ဆိုတော့ကျွန်တော်တို့ကဒါလေ့ကျင့်အောင်ပါ။စိတ်ဆိုတာကျွန်တော်အမြဲတမ်းဆုံးမရတဲ့အရာတစ်ခုဖြစ်တယ်။ကိုကိုရဲ့စိတ်ကိုဆုံးမနေတော့မှာပဲ။ဘာကြောင့်လဲဆိုတော့အမြဲတမ်း balance ကိုပြန်ကြည့်နေ။အဲ့တော့ကို life မှာဒီ9ချက်ကို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 အမြဲတုံ့တက်နိုင်ပြီးတော့ကိုသွားကျင်တဲ့ဟာကိုတကယ်ရနိုင်မယ်ဆိုရင်တော့တကယ်ကောင်းတဲ့လူသားတယောက်အောင်မြင်တဲ့လူသားတယောက် ကိုကိုကိုယ်တိုင်အောင်မြင်ုံနဲ့မကောက်ကိုပဲပတ်ဝန်းကျင်ပါအောင်မြင်အောင်လုပ်ပေးနိုင်တယ်တရားတကယ်ကိုတေတော့မယ်ကိုအကုန်လုံးကိုချထားတယ်အချင်းပါလေချရဲလာပေါ့အဲ့တော့အောင်မြင်မှုတွေပါပြီးပြောမယ်ဆိုတော့နောက်ဆုံးကျွန်တော်စကလုံးနှလုံးမဲ့ကျွန်တော်ပြောဆိုတော့အဲ့ဒါပါလဲဆို peace of mind or freedom from fear freedom from anything freedom တကယ်တိမ်လိုမျိုးလူသားတွေမျိုးကျွန်တော်ဖြစ်ချင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့တိမ်ကဘာဖြစ်လဲဆိုရင်လွတ်လပ်တယ် ပုံစံအမျိုးမျိုးပြောင်းနေရတယ်။ငိုးရွာချမယ်ဆိုရင်လည်းရေပြောင်းသွားတယ်။ဒီရေငွေးကလည်းကျွန်တော်တို့ပြန်ပူတယ်ဆိုရင်လည်းတိမ်လို့ဖြစ်သွားတယ်။အဲ့တော့တိမ်လို့မျိုးလွတ်လပ်တဲ့စိတ်မျိုးကျွန်တော်ရှိချင်တယ်။အဲ့တော့ဒီခဏသာလာတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့အကျိုးရှိတဲ့လူတယောက်ဖြစ်ချင်တယ်ပေါ့နော်တိမ်လို့မျိုး။အားကြောင့်မို့လို့ကျွန်တော်ဒီခုနှစ်ခုလေးကိုကျွန်တော် sharing လုပ်ပြီးလဲပါတယ်။အဲ့တော့ကိုယ့်ရဲ့ life မှာကိုယ်ဘယ်နှရောက်နေလဲ။ကိုယ်ကိုယ့်ကိုယ်ကိုစမ်းစစ်နိုင်မဲ့ tools ခုအနေနဲ့ဒီ video လေးကို share ပေးလာတယ်။အကျိုးရှိမယ်လို့ကျွန်တော်ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။